အားလုံးကတည်းကပြီးတော့အထာကြကြဖြေးရအောင်လို့မင်းမမင်းပဲဆိုတဲ့ intro လေးကိုကျွန်တော် tutorial လုပ်ပေးမှာဖြစ်ပါတယ်။အရင်ဆုံးကျွန်တော်တို့ဒီ6ကျိုး3ကွက်မှာလက်ကလင်းနဲ့ထောင်းမယ်။4ကျိုး4ကွက်မှာလက်တန်းနဲ့ထောင်းမှာပေါ့နော်။ပြီးတစ်ခါ6 3 6 4လိုလေးပေါ့နော်အဲ့ဒါလေးကို3ကြော့တီးမယ်ပြီးတဲ့အခါ6ကြိုးတစ်ချက်ပြန်တီးမယ် ဒီတစ်ခါ၃ကျိုးမှာလှုပ်ကျိုးနှစ်ချက်တီးမယ်ပြီးတစ်ခါ၃ကျိုးနှစ်ခွက်ကိုလက်ညှိုးနဲ့တစ်ချက်ထောက်ပြီးတီးမယ်အဲ့လိုလေးပေါ့နော်ကျွန်တော်စနေဖြည်းဖြည်းချင်းပြန်ပြီးပြတော့ပြီးတဲ့အခါလက်တန်းကိုမလွတ်ဘူးဒီလက်ညှိုးနဲ့လက်ခလဲကိုလွတ်လိုက်မယ်လက်တန်း၄ခွက်မှာ၄ကျိုးကို ထောက်ထားမှာပေါ့နော်အဲ့တိုင်းလေးကိုပဲပထမပုံစံအတိုင်းပြန်ပြီးမှာပေါ့နော်63 64ပေါ့နော်အဲ့ဒါလေးကို၃ကြော့ပြန်ပြီးမှာပြီးတခါအရင်ပုံစံအတိုင်းပဲ၆ကျိုးတစ်ချက်ပြန်ပြီးမှာ၃ကျိုးလွှတ်ကျိုးနှစ်ချက်ပြီးမှာနှစ်ပတ်မှာတစ်ချက်ထပ်ထောင်မှာ လက်ညှိုးနဲ့အဲ့လိုလေးပေါ့နော်ဒီတစ်ခါဒီ၃ခွက်မှာငါးကျိုးကိုလက်ကလေးနဲ့ထောင်းမယ်။နှစ်ကျိုးကိုလက်တကျိုးနဲ့ထောင်းမယ်ပေါ့နော်။အဲ့အတိုင်းလေးကို၅၄၃၄လို့လေးတီးမယ်။ ီးတော့နောက်တစ်ပိုင်းကျတော့စီပုံစံပေါ့နော်စီပုံစံကိုစီပုံစံကိုင်တဲ့ကဒီလိုမျိုးဒီနေရာမှာမကိုင်မဲ့နဲ့ဒီဘက်ကို၅ခွက်မှာ၅ဂျူ၄ခွက်မှာ၄ဂျူ၃ခွက်မှာ၂ဂျူပေါ့နော်အဲ့လိုလေးထောင်းမယ်ပြီးတဲ့အခါ၅၄၃အဲ့ဒါလေးပါပဲပေါ့နော်ဒီတစ်ခါအစားအနေနဲ့ပြန်တည်ဆိုတာပေါ့နော် ကောင်မလေးဒီလိုမေကုံမေးလာတဲ့အခါအားလုံးပဲစဉ်းပြကြပါသေးပါ